မန္တလေးစကိုင်းနှင့်ကြောက်စဲတို့တွင်ယနေ့ညပိုင်းငလျင်တိတိတတ်တာလှုပ်ခတ်ပြီးပြည်သူအများစုခံစားသိရှိရ မန္တလေးစကိုင်းနှင့်ကြောက်စဲတို့တွင်ယနေ့ညပိုင်းငလျင်တိတိတတ်တာလှုပ်ခတ်ပြီးပြည်သူအများစုခံစားသိရှိရကြောင်းဒေသပြည်သူများကပြောဆိုသည်ယနေ့ဧပြီလ26ရက်နေ့ည8:53နာရီမိနစ်အချိန်မန္တလေးစကိုင်းနှင့်ကြောက်စဲတို့တွင်ငလျင်တိတိတတ်တာလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နလင်းလှုပ်ရှားမှုမှာစက္ကန့်ပိုင်းသာကြာမြင့်တော်လဲလှုပ်ခတ်မှုနှင့် ရိမ့်ထိုးမှုကိုတိတာစွာခံစားရကြောင်းပြည်သူများက ဆိုကြသည်နလင်းကလှုပ်တဲ့အချိန်အရာဝတ္ထုပစ္စည်းတွေပါရိုက်တံတွေထွက်တာ အော်တန်နဲ့လာလှုပ်သလိုခံစားရတာဟုမန္တလေးဒေသပြည်သူတဦးကဆိုသည်အလားတူ စကိုင်းမျိုးမှပြည်သူတဦးကလည်းယနေ့ည၈နာရီ53မိနစ်လှုပ်ခတ်သောငလင်ကို အလွန်တိတာစွာခံစားရပြီးနေအိမ်များရိမ့်ထိုးခဲ့သည်ဟုဆိုသည် လှုပ်တာတော့တစ်ချက်သေးပဲဒါပေမဲ့ရင်ထိုးပြီးတွန်းလဲလိုက်သလိုပဲဟု စကိုင်းမျိုးဇေယျကွက်တဲ့ရက်ကွက်မှပြည်သူတဦးကဆိုသည်အမျိုးသားညီညွတ်ရေးအစိုးရတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနကမူယနေ့ဧပြီလ26ရက်နေ့မြန်မာစံတော်ချိန်ည8:53မိနစ်အချိန်ခန့်တွင်မန္တလေးတိုင်းကြောက်ဆယ်မြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုဖြူ၍ ရစ်တာစကေးလေးအဆင့်နှင့်အင်အားအသင့်အတင်ရှိသည့်မြင်းငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်းစကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလျင်ဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်ထပ်မံအတိပေးပါကြောင်းသတင်းထုတ်ပြန်သည့်မလ28ရက်နေ့ပြင်အားခွန်နှစ်တသမခွန်နှစ်အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်လှုပ်ခတ်မှုအကျဉ်းရေ156ကျင်းရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရှိရသည်